အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီနေ့ကတော့မေလ26ရက်နေ့ပဲဖြစ်ပါတယ်ဆိုတော့ညခင်ကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့အာမေလ26ရက်နေ့မှာရရှိခဲ့တဲ့ transfer news လေးတွေအကြောင်းကိုအာပြောပြပေးခြင်းပါတယ်ဆိုတော့ transfer news အကြောင်းလေးမပြောခင် ပေါ့နော်ဒါမနေ့ကအာကျွန်တော်တို့လစ်ဗာပူးအသင်းရဲ့အောင်ပွဲခံတဲ့အခမ်းအနားလေးတွေအကြောင်းကိုပေါ့နော်အနေငယ်လောက်ပြန်ပြီးတော့ပြောခြင်းပါတယ်ပေါ့နော် PT လေးနဲ့အတူဆိုတော့ကျွန်တော်တို့လစ်ဗာပူးအသင်းအတွက်ကတော့ပြီးပြည့်စုံတဲ့ အဲယာဒီတခုဖြစ်ခဲ့တယ်နီပြကြီးအာနီစလော့အတွက်ကိုကျွန်တော်တို့အတွက်ကိုဒါမှတ်တမ်းကောင်းတခုအဲရယူခဲ့ပြီးတော့ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့အတွက်ကိုကျွန်တော်ပြီးပြည့်စုံတဲ့ယာဒီအောင်မြင်မှုရရှိခဲ့တဲ့ယာဒီလို့ပြောရမှာလည်းဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ trend နဲ့ကျွန်တော်တို့အသင်းရဲ့ဇလန်းလေးရလည်းပြီးဆုံးသွားခဲ့ပြီလေဖြစ်တယ်အစိတ်မကောင်းစရာအခြေအနေမျိုးနဲ့ကိုအသင်းရဲ့ကစားသမားကိုနှုတ်ဆက်ခဲ့ရပါမယ်လေအောင်မြင်မှုရရှိခဲ့တဲ့ယာဒီမှာပဲဒါလန်းခွဲခဲ့ရတာဖြစ်တဲ့အတွက်အဖြစ်သိမ့်လို့ရတဲ့အနေအထားမျိုးလေးရယ် ပျော်ရွှင်စရာနှုတ်ဆက်ခွဲခွာခြင်းလေးဖြစ်ခဲ့လို့ပြောရမှာလည်းဖြစ်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်လည်းကျွန်တော်တို့လီဗာပူးအသင်းကတော့ဒါလီဗာပူးမြို့ထဲမှာပရီးမီးယားလိဖလားကြီးနဲ့အတူအာဒါလှည့်လေပြီးတော့အောင်ပွဲခံတဲ့အခမ်းအနားတွေတောက်လျှောက်လုပ်နေဒါကိုလည်းပေါ့နော်အားလုံးလည်းတွေ့ပြီးကြမယ်လို့ထင်တယ်တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်လို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ DRD ရဲ့ Premier League Champion ဖြစ်သွားပြီဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ပျော်ရွှင်မှုတွေနဲ့ အာယာဒီပြီးဆုံးသွားပြီယာဒီတစ်အတွက်ကိုလည်းပြင်ဆင်မှုတွေကျွန်တော်တို့လီဗာပူးအသင်ကတောက်လျှောက်လုပ်နေတာမျိုးရှိပါတယ်ဆိုတော့လက်ရှိမှာအသင်းဘက်ကအားကစားဒရိုက်တာတွေကအသင်းပိုင်ရှင်ဒါ FSG လို့ပါရောငွေကြေးတွေတုံးဆွဲပေးတယ်လို့အားကစားဒရိုက်တာအနေနဲ့ကလည်းတောက်လျှောက်ပေါ့နော်အလုပ်တွေလုပ်နေတာမျိုးလေးရှိတယ်ယာဒီတစ်အတွက်ယာဒီတစ်မှာလည်းကျွန်တော်တို့ဒါပရီးမီးယားလိဖလားကြီးပြင်ချန်ပီယံလိဖလားကိုပါညှို့မှန်းထားပြီးတော့အသင်းကိုပို့ပြီးတော့တောင့်တင်းအောင်လို့တောက်လျှောက်ဆိုလို့လူခေါ်ယူမှုတွေ ဇတိုက်လှုပ်ဆောင်နေရမျိုးလေးရှိပါတယ်လက်ရှိမှာလည်း frame ပေါင်းရောက်လာပြီပြီးတော့ဒီနေ့မှာပဲ Florian Vas ကို Liverpool အသင်းကတော့ Leverkusen အသင်းထံကို Euro 100+ add on ကြီးနဲ့ officially ကမ်းလှမ်းမှုပြုလုပ်ထားပါတယ် အာ Florian Vascoran ကလည်း Liverpool အသင်းကိုလုံးဝပြောင်းရွှေ့ချင်နေတဲ့အနေအထားဆိုတော့ဒီအပြောင်းရွှေ့လေးကလည်းကလပ်နှစ်သင်းကြားထဲမှာဒီနေ့မှာပဲနောက်ဆုံးဆင့်ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်ဆိုတော့အခြေအနေကတော့တော်တော်လေးကောင်းနေပါတယ်တစ်ဆက်ထဲမှာအာ Carcass လေးကိုလည်းကျွန်တော်တို့ဒါ try နေတာမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒီအပြောင်းရွှေ့လေးနှစ်ခုကဖြစ်လာဖို့ရှိတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ပြောချင်တဲ့ transfer new ကတော့ Liverpool အသင်းဒီကျွန်တော် share live တွေမှာပြောခဲ့သလိုပဲ Florian Vass ရောက်လာရင်တော့မှနောက်ထပ် number 9တိုက်စစ်မှုတအူးကိုခေါ်ယူသွားဖို့ ရှိနေတယ်အားလုံးလည်းသိပြီးသားဖြစ်လိမ့်မယ်လို့ထင်တယ်ဒါဝင်နူနက်စ်အနေနဲ့လာမယ့်နေရာဒီအပြောင်းရွှေ့ဈေးကွက်မှာအတင်းရနေထွက်ခွာဖို့ရှိတယ်ဆိုတော့ဒါဝင်နူနက်စ်ကို officially ကမ်းလှမ်းတဲ့အတင်းတွေမရှိပေမဲ့လက်ရှိမှာတော့ဒါနာပိုလီတို့အက်တလက်တီကိုမက်ဒရစ်တို့ sorry ဘက်ကအဟီလိုအဟီလေတို့အပြင်တခြားသောအတင်းတွေကလည်းအာစိတ်ဝင်စားပြီးတော့စောင့်ကြည့်နေတာမျိုးရှိတယ်ဆိုတော့ဒါဝင်နူနက်စ်ထွက်သွားလို့ရှင်တော့လီဗာပူးအသင်းကဒါဝင်နူနက်စ်ရဲ့နေရာမှာအာနံပါတ်9ရိုးတိုက်စင်မှုကို ခေါ်ယူသွားမယ်ဆိုတဲ့သတင်းတွေကတက်နေတာမျိုးရှိတယ်။ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်လည်းလီဗာပူးအသင်းနဲ့သတင်းတွေထွက်နေတဲ့တိုက်စစ်မှုတွေထဲမှာဆိုရင်ထိတ်ဆုံးကပြေးနေတာကတော့နျူကာဆယ်အသင်းရဲ့တိုက်စစ်မှုအီဆက်ပြီးရင် Sporting က Yorkies ပြီးရင် Frankfurt ကအီတိုက်ပြီးရင် Benjamin Sesko လို့ကစားသမားမျိုးတွေပါနေတာမျိုးရှိတယ်။ဒါပေမဲ့ဒီနေ့မှာပဲလီဗာပူးအသင်းခေါ်ယူခြင်းနေတဲ့တိုက်စစ်မှုကတော့ရှင်းလင်းပြတ်သားစွာပေါ်ထွက်လာခဲ့ပြီလေဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာပဲအပ်ဒိတ်ညူတွေအရာဆိုလို့ရှိရင်တော့ Isak Kurain ကလည်း Newcastle အသင်းမှာပဲဆက်နေသွားမယ်။ ယူကဆယ်အသင်းဒီဒါချန်ပီယံလိဝင်ခွင့်ရရှိခဲ့တာဖြစ်တဲ့အတွက်အသင်းကိုယ်တိုင်ကလည်းအီဆက်ကိုဆက်ပြီးတော့ထိမ့်သိမ်းအာလိုတဲ့ဆန္ဒရှိသလိုကစားသမားကိုယ်တိုင်ကလည်းယူကဆယ်အသင်းကချန်ပီယံလိဝင်ခွင့်ရရှိတာဖြစ်တဲ့အတွက်ကိုဒါသူအသင်းမှာပဲဆက်ရှိမယ်လို့ပြောကြားသွားခဲ့တယ်။အဒါကြောင့်လည်းကျွန်တော်ပြောခဲ့သလိုပေါ့နော်အီဆက်ကတော့ကျွန်တော်မျှော်လင့်လို့မရဘူးဆိုတဲ့အတိုင်းပဲအီဆက်ကိုတော့ကျွန်တော်မေးလိုက်လို့ရပြီ။တစ်ဆက်ထဲမှာပဲဒီနေ့တက်လာတဲ့ transfer new တွေအရာဆိုလို့ရှိရင်တော့ Sporting တိုက်စစ်မှု Yorkies နဲ့ Zealand တွေကလည်းပြီးဆုံးသွားပါပြီ။ဘာဖြစ်လို့လဲဆိုတော့အာ Sporting အသင်းရဲ့တိုက်စစ်မှု Yorkies ကို Arsenal အသင်းကတော့2030 တက်တန်းရှိတယ်ပေါ့နော်စာချုပ်နဲ့ဒါဒီနေ့မှပဲကန်လန်သွားနိုင်ပွဲရှိတယ်ဆိုတဲ့သတင်းတွေကတက်လာတဲ့အနေအထားကြောင့် Yokiyas အနေနဲ့ကတော့ Arsenal ကိုရွေးချယ်ဖို့ရာခိုင်နှုန်းများတယ်ဆိုတဲ့သတင်းတွေကလည်းတက်လာပါတယ်ပြော်ယိုကီယက်စ်ကငကိုရီကကျွန်တော်တို့လီဗာပူးအသင်းရဲ့အခေါ်ယူခြင်းနေတဲ့ဦးစားပေးတိုက်စင်မှုစီးရင်ထဲမှာမပါပါဘူးတတင်းတွေထွက်နေတာမျိုးပဲရှိတယ်။အနောက်တစ်ချက်ကတော့ Benjamin Sesko အကြောင်းလေးပြောခြင်းနဲ့ Benjamin Sesko ကလည်းကျွန်တော်တို့အသင်းက monitoring လုပ်ပြီးတော့စောင့်ကြည့်နေတာမျိုးရှိပေမဲ့ဦးစားပေးခေါ်ယူမဲ့ အာတိုက်စစ်မှုတော့မဟုတ်ပါဘူးဆိုတော့လက်ရှိမှာဒီနေ့မှာပဲကျွန်တော်တို့လီဗာပူးအတင်းခေါ်ယူမဲ့တိုက်စစ်မှုကတော့ပြတ်သားစွာပေါ်ထွက်လာခဲ့ပါပြီဒါကတော့ကျွန်တော် share live တွေမှာလည်းပြောခဲ့သလိုလီဗာပူးအတင်းကတော့ဒါ front back အတင်းရဲ့တိုက်စစ်မှုပြင်သစ်သားလေး Hugo Itai ကိုတော့ခေါ်ယူဖို့အတွက်ကို Hugo Itai ရဲ့ဆာရဆာရန်ကိစ္စတွေပြီးတော့သူ့ရဲ့ agent ဖြစ်သူနဲ့အတူ front back အတင်းနဲ့လက်ရှိမှာဆွေးနွေးမှုပြုလုပ်နေတယ်လို့တော့သိရပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒါဝမ်းသာစရာ တဲ့တင်းလေးလည်းဖြစ်တယ်ကျွန်တော် Florian Vas ကိုခေါ်နိုင်ခဲ့မယ်ဆိုလို့ရှင်တော့တိုက်စစ်မှုမခေါ်တော့ဘူးလားဆိုတဲ့မေးခွန်းလေးတွေပေါ့နော်ရှိတယ်သူ့ပြင်မဲ့လည်း Liverpool တင်းရတော့အလုံးကြီးကြတဲ့အတိုင်းပဲ Florian Vas ရောက်လာတဲ့ဒီတိုင်အောင်ဒါနိုင်ရုံတိုက်စစ်မှုတူကိုခေါ်သွားမယ်ဆိုတဲ့အတိုင်းပဲလက်ရှိမှာတော့ Ik Tain နဲ့ဆွေးနွေးမှုတွေကအချိန်မြင့်လှုပ်ဆောင်လာဖို့ရှိတယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေတာမျိုးရှိလို့နာမည်ကြီးအာ report တွေအရာလည်းကျွန်တော်တွေ့ရပါတယ်ဟုတ်ကဲ့အီတိုက်ကိုရိုင်းကလည်းအသက်ငယ်ရွယ်တဲ့ပိုတက်ရှင်အများကြီးရှိတယ်။သူ့အကြောင်းကိုအများကြီးမိတ်ဆက်နေစရာမလိုဘူး။ ကျွန်တော်လေဘဘူးအသင်းရဲ့ fan တွေကိုယ်တိုင်လဲပေါ့နော်ဒါသူ့ရဲ့ skill တွေသူ့ရဲ့ performance တွေကိုအလုံးမဲ့တည်ပြီးကြမယ်လို့ထင်တယ်ဆိုတော့ဒီကစားသမားလေးကလည်း front back အသင်းရဲ့ဥက္ကဋ္ဌကိုပေါ့နော်လာမယ့်နေရာစီအပြောင်းရွှေ့စီပေါ်မှာအသင်းကလည်းထွက်မယ်ဆိုပြီးတော့သူထွက်ခွာခွင့်တောင်းလာတာမျိုးရှိတယ် front back အသင်းကလည်း titan နဲ့ပြောင်းရွှေ့ချင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ ektai ကိုရောင်းချသွားဖို့ရှိရဆိုတော့ဟာမျိုးလေးကလည်းသတင်းတက်နေတာမျိုးရှိလက်ရှိမှာတော့ ektai ရဲ့ပြောင်းရွှေ့ချင်တန်ဖိုးကတော့ euro 80ဝန်းကျင်လောက်တော့ရှိတယ် ဆိုတော့ potential ရှိပြီးတော့အာအလားလာအများကြီးရှိရဲလူငယ်တိုက်စင်မှုလေးဖြစ်တဲ့အတွက်ပြောင်းရွှေ့ကြရတော့အရင်ကြီးမများဘူးလို့တော့ပြောလို့ရတယ်ဆိုတော့ liverpool အသင်းအနေနဲ့ကတော့ e type ကိုလက်ရှိမှာအဆွေးနွေးမှုတွေဆက်လုပ်သွားဖို့အတွက်ပြင်ဆင်နေလို့တော့သိရပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာပြောပြခြင်းတဲ့ transfer news လေးကတော့ liverpool အသင်းရဲ့ အာခေါ်ယူခြင်းတွေတိုက်စစ်မှုတွေကကောလာဟလာတွေရှိမှရူမာတွေထွက်ခဲ့ပြီမြဲလက်ရှိမှာတော့ရှင်းလင်းပြသားဆိုတာနဲ့လီဗာပူးအသင်းအလိုရှိနေတဲ့တိုက်စစ်မှုကတော့ဖူကိုအီတိုက်ပဲဖြစ်တယ်လို့သိရပါတယ်အဲဒီမတိုင်ခင်မှာလည်းကျွန်တော်ဗီဒီယိုလေးလုပ်ခဲ့ပေးပါတယ်နီပြအနီစလော့ကိုရိုင်းရောလီဗာပူးအသင်းဘက်ကရောအီဆက်ကိုစောင့်ကြည့်နေတယ်ဆိုပေမဲ့လည်းအီတိုက်ကိုသာခေါ်ယူဖို့အတွက်ပို့ပြီးတော့အိုင်အွန်ဆိုင်နေတာမျိုးရှိတယ်ဆိုတဲ့ဗီဒီယိုလေးကျွန်တော်ရှင်းမှတင်ပေးခဲ့တာမျိုးရှိတယ်အဲဒီနေ့မှာဆိုလို့ရှိရင်တော့အာအတင်ယူရီအရာဆိုလို့ရှိရင်တော့ဖူကိုအီတိုက်လေးနဲ့ကျွန်တော်လီဗာပူးသတင်းတွေကတောက်လျှောက်တက်နေတာမျိုးလေးရှိပါတယ် ဒါကြောင့်မကြခင်ရပိုင်းအတွင်းမှာလည်း heavy ကိုနှစ်ခုဖြစ်လာဖို့ရှိပါတယ် Florian Vas နဲ့ Carcass လေးပေါ့နော်ဒီနှစ်ယောက်ဒါကျွန်တော်တို့ heavy ကိုဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်တော့နောက်ထပ် Ektail လေးရဲ့အပြောင်းရွှေ့လေးကထပ်ဖြစ်လာမလားဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဆိုတော့ Ektail ပေါ်အမြင်လေးကို Common Boss မှာကိုမျှပေးသွားခဲ့ကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ